င်္ဂလာပါရှင်ညီမကတော့ဒါဒူးလေးယတနာရဲ့မအားလီပါညီမဒီနေ့ပြပြပြီးတော့မှာကတော့ဒါခေါင်းကြောက်တလုံးကနေဘလိုယတနာလေးတွေထွက်လာလဲဆိုညီမပြပြပြီးတော့မှာပါညီမတို့ကဥပမာခေါင်းကြောက်တလုံးကိုညီမတို့ဒါလေးကိုဖြတ်ခေါင်းလိုက်လို့အတွင်းကကြောက်သားလေးကိုကြည့်ပြီးမှညီမတို့ကဘလိုအချောထည်လေးထွက်လာမယ်ဆိုညီမတို့ဆုံးဖြတ်တာဟုတ်ကဲ့ညီမတို့ကြောက်သားဆိုရင်အသာသက်မှာဆိုညီမတို့အလွယ်ကူဆုံးနဲ့ခုနှစ်မျိုးခွဲထားတာရှိရဲအမြင့်ဆုံးဆိုပေါ်လီတာပေါ်လီတာအောက်မှာအစစ်စစ်နေရှိရဲရေခဲတာအတဆန်းမြက်ချောခါတာ ပေတာပိန့်ဥတာဆိုမှညီမတို့လွယ်ကူစွာနဲ့ခုနှစ်မျိုးခွဲထားတယ်ပိန့်ဥတာဆိုတာကညီမတို့ကဒါကြောက်တာကသုံးခုမရဘူးမိထိုးတာမပေါက်ဘူးကြောက်လေးကသူကအစီနစ်လဲလို့တယ်မိပေါက်ချက်လည်းမရှိဘူးသူ့ရဲ့ပေတာလေးပြန်ပြောမယ်ဆိုရင်တော့မိပေါက်ချက်လည်းနည်းနည်းလေးအနှိမ့်ငယ်ရှိရဒါပေမဲ့သူ့ရဲ့အသားလေးကလည်းသုံးခုမရဘူးသူကကြောက်တာလေးကြေလွယ်တယ်ပစ္စည်းလေးထုတ်ရင်မရအောင်ဖြစ်မှာခါတာခါတာကိုပြောမယ်ဆိုရင်တော့ခါတာကတော့ဒီပေတာနဲ့ပုံပြီးမှတာတော့တာပေါ့ ်ခါသားဆိုရင်ညီမတို့ဒီလိုရိုးရိုးပပုဒီလိုပတိဒါလေးဆိုရင်ညီမတို့ထုတ်လို့ရပြီဒါပေမဲ့အရေတွေးအရန်ကောင်းတဲ့ထဲတော့မပါသေးဘူးညီမတို့ညက်ချောပြင်ပြောမယ်ဆိုရင်ညက်ချောဆိုတာသူ့ရဲ့ကြောက်သားလေးကချောမွေ့စာလက်လက်လေးတွန်းနေလို့ညီမတို့ညက်ချောလို့ခေါ်ဝတာဟုတ်တယ်အဲ့လိုညက်ချောလေးဆိုရင်ဒီလိုပပုတို့ပတိလို့လက်ကောက်အကွင်းလိုက်ပါညီမတို့ဖောက်လို့ရပြီနော်အသက်ဆန်းရှိတဲ့အသက်ဆန်းဆိုတာကညီမတို့ညက်ချောတဲ့ပူတာရောပြီအသက်ဆန်းက သူကပပလေးတစ်ချက်ဆိုရင်ဒီလိုထောက်ပြီးမှကြည့်လိုက်ရင်ဟိုဘက်ဒီဘက်အဲ့လိုမြင်ရတယ်ဒါမဲ့အထင်းမှာအမြုပ်ဆန်လေးတော့ရှိမှာပေါ့တခါတလေဆိုရင်ညီမလိုကဒါဒီလိုအမြုပ်ဆန်လေးလို့ဆိုရင်ညီမလိုကတရုပ်လို့ဆိုရင်ရွှေခွားမြင်ပမာလို့ဆိုရင်နင်းပွန့်လေးဆိုမှညီမလိုအဲ့လိုမျိုးခေါ်ဝေါ်ကြတယ်အဲ့လိုအသက်ဆန်းမျိုးဆိုရင်လည်းညီမလိုကဒါအချက်လေးလို့အချက်ကလေးတော့ညီမလိုဒါလေးပြီးမှဆွဲထားဆိုပပုလေးမှာအချက်လေးထွက်လာတာမျိုးဆိုရင်လည်းအရန်လာနေအဲ့လိုမျိုးကြောက်လေးတွေကသူ့ရဲ့အပေါ်မှာဆိုရင်တော့ဒါကတော့ရေခဲတာ ရီခဲသားရှိရယ်ရီခဲသားဆိုရင်တော့တကယ်ညီမတို့ပုံမှန်စားနေကြတဲ့ဒီလိုရီခဲသုံးလိုမျိုးပဲအဲ့လိုအတွင်းမှာဆိုရင်ကြည်ကလေးနဲ့လာတာပားလေပူကြည်လေးပားလေပူကြည်လေးအဲ့လိုမျိုးလေးဟုတ်တယ်ဒါပေမဲ့တခုကသူကအထဲမှာအမြုပ်စံနည်းနည်းပပလေးရှိအောင်ဘောနော်ပိုလီတာဆိုရင်ပုံမိုက်တာဘောပိုလီတာလုံးဝဖန်သားမှန်သားအတွင်းမှာဆိုအမြုပ်စံအဖက်တစ်ဖက်တော့မှမရှိဘူးမမြင်ရတဲ့အဲ့မျိုးကြီးတောက်ရှင်လေးဒီဘက်ကနေကြည့်ဟိုဘက်ကရေးထားတဲ့စာသားတော့မြင်နေရတဲ့အထီတော်ရှိရဲ့ ်ပေါ်လီတာကနေဒီလိုခါသားကအစညီမလို့တာပစ္စည်းလေးတွေဆိုရင်ညီမလို့ထုတ်လို့ရပြီဥပမာညီမလို့ပေါ်လီတာတစ်လုံးဒီလောက်ရွယ်ရှိရထားပါတော့ညီမလို့ကဒီလောက်တသေးလေးအပွင့်တပွင့်လေးပဲထုတ်ရင်တော့နမျောဆရာဖြစ်သွားမှာပေါ့ညီမလို့ကဒီလောက်ရွယ်ရှိတဲ့ဆိုရင်ညီမလို့တာလက်ကောက်ကွင်းလင်းထိုင်လို့ရပြီလက်ကောက်အကွင်းလိုက်တကွင်းဖောက်လိုက် ထောက်ပြီးတော့လို့ဥပမာအခက်မတီးလို့ဒီလက်ကောက်ကွင်းကကျိုးပဲ့သွားရင်ဆိုတော့မှအဲ့အပိုင်းစနေအားလုံးကညီမလို့အပွင့်နေပြန်ပြီးမှတွေးလို့ရတယ်မနဲ့မြောက်အောင်ဒါညီမပြောပြတာပေါ့ပေါ်လီတာပဲဖြစ်ဖြစ်ဒီခါတာကနေအစပဲဖြစ်အားလုံးကအချောထည်လေးတွေတွားညီမလို့ကအချောထည်တစ်ခုကြည့်မယ်ဆိုရင်သူ့ရဲ့ဒီအရေတွေးကိုကြည့်ပြီးမှညီမလို့ဈေးနှုန်းလေးတွေကိုဆိုရင်ဒါဆုံးဖြတ်တာပေါ့ညီမအခုပြောပြတော့မှကြတော့ဒီတစ်ပတ်အတွင်းညီမဒီခေါင်းကြောက်ထဲကနေ ဒီလိုအချောထည်လေးတွေထွက်လာတာကိုဒီမှာပြောပြသွားမှာ။ဒါလေးဆိုရင်တော့ကလေးရောလူကြီးရောဒါဆွဲထားလို့ရတဲ့အလေးခင်းအဆောင်တမျိုးလေးဟုတ်တယ်။ဒါကလေးဆိုရင်တော့ရွှေမြဝင်နဲ့လက်တမျိုးလေးဖြစ်တယ်။ဒီကားလေးဆိုရင်တော့သူ့ရဲ့ဒီပပူလက်ရာလေးကအရမ်းမြောက်နေသူ့ရဲ့ဒီကားလေးရဲ့သူ့အခွန်လေးတွေကိုပဲကြည့်လိုက်။ခွန်သေးသေးလေးအစကကအသေးစိတ်လေးလှုပ်ဆောင်ပြီးသားဟုတ်။ငုံနှလုံးလေးဆိုရင်သူ့ရဲ့ဒီပန်းရင်ချရင်ကအရမ်းလာတယ်။ခြာပြားလေးဆိုရင်တော့ဒီကလက်ကြီးပြားလေးလို့ပဲခေါ်ရတယ်။ဒီကြားလေးဆိုရင် ဆိုင်အိမ်မှာခဲ့ထားတာပဲဒီဖြစ်ပလေးနေဆိုရင်တော့ယောက်ျားလေးရောမိန်းကလေးရောအားလုံးပန်ဆင်လို့ရတဲ့အခြေအနေဖြစ်နေတော့ညီမတို့ဒူးလေးရတနာကခေါင်းကြောက်ကနေယခုလိုအချောတဲ့အစင်ကြီးဖြစ်တည်အကြည့်ညီမတို့ကအကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ် ပြပုတ်လိုက်မှာဒီမကောက်ဘူးအခုကဒီ TikTok မှာလည်းညီမလိုက်ရေးလွတ်နေပါပြီပုံမှန်ဆိုရင်ညီမမနက်9နာရီကနေ17နာရီကြည့်ဆိုရင်ဒါမနက်ဒီစာပုံမော်စီစာသင်္ကေတမှာညီမနဲ့တူတူရေးစေကောင်းလေးတွေစောင့်ကြမယ်ညနေဆိုရင်လုံကင်ဝိုင်း6နာရီကနေဒါ7နာရီကြည့်ဆိုရင်ဒါဖက်ကတ်မော်တစ်ခုလုံးမှာရှိတဲ့ ပြဒနာကြောက်မဲ့ကြောက်ကောင်းလေးဆိုတော့ location ညဝိုင်းမှာဖောက်မှာဝေကြတယ်ဖုန်းလိုက်မှာဆိုရင်တော့ကိုမမတို့ဒီနေ့ဝယ်ကောင်းတဲ့ကြောက်ဒီနေ့ဝယ်လွဲရောက်တော့ဆိုရင်ညီမတို့ကအကောင်းဆုံးဒါ quan save ဖြတ် separate cut တခါလဲတန်းလုတ်ပေးတယ်ဝိုင်းကနေရတဲ့ကြောက်တွေပဲဖြစ်ဖြစ်မော်ပက်ပြီးမှရတဲ့ကြောက်တွေပဲဖြစ်ဖြစ်ကိုမတို့ဟုံးလိုက်မှာလဲပြန်ပြီးမှမျှဝေပေးနေပါတယ်ညီမရဲ့ဒူးလေးရတနာ people like နဲ့ဒီ chitot like လေးကိုအမြဲတမ်းကြည့်ရှုပြီးကြောက်မဲ့ကြောက်ကောင်းလေးတွေကိုဝယ်ယူအားပေးဖို့ညီမဖိတ်ခေါ်ပါတယ်